ဒီနေ့ဒေါက်တာဦးဝင်းထေရဲ့ဝင်းနေကုသိုလ်ကောင်းမှုတွေပြုလုပ်လာခဲ့တဲ့ဒီနေ့ဆိုရင်စံသေးချေမြောက်ရှိသွားတယ်။ဝင်းနေကုသိုလ်ကောင်းမှုတွေကိုနေ့တိုင်းနေ့တိုင်းမပြတ်မပတ်ပြုလုပ်အားထုတ်နေကြ။ဒီနေ့ဒုဒနာပွဲမှာဆင်းရဲနေပြီးတော့ဝင်းနေရှင်တဲ့တပါမိသားစုတမမိတ်ဆွေအပေါင်းတို့အားဓမ္မဒါနပြုမဲ့တရားကောင်းစဉ်ကဝင်းနေဆိုတာ ဂျေဇုဆက်တာဆိုတဲ့အကောင်းစဉ်နဲ့ကျွန်တော်အချိန်ကြာလောက်ပြောချင်ပါမယ်။ဇနဘောနာဘာသာပြောလို့ဆိုရင်မွေးလေးကိုရောက်တိုင်းရောက်တိုင်းကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတယ်။ဒီပါလေးကိုပူဇော်ကြတယ်။ဖရာပြားတန်ခါရဲ့နာသုံးပါးကိုအသေးထားပြီးတော့ပူဇော်ကြတာဒါမွေးလေးကုသိုလ်ကောင်းမှုပေါ့။အခြားခြားသောပုဂ္ဂိုလ်များလည်းကိုအာသန်ရာအာသန်ရာမွေးလေးကိုစင်ကြင်ပါပြုလုပ်ကြတယ်။ ဒီမှာဦးဇင်းတို့ဝင်းလေးဆိုတာကျေးဇူးဆက်တာဆိုတဲ့ကောင်းစဉ်ကဒီနေ့တော်တော်ဝင်းတီရဲ့ဝင်းလေးမှာကျေးဇူးဆက်တဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပါတို့တယ်ဝင်းလေးဆိုတာကျေးဇူးဆက်တာပဲဘာကိုကျေးဇူးဆက်ရမှာလဲဆိုတော့ကျေးဇူးဆက်ရတဲ့ဌာနနှစ်ခုရှိတယ်နံပါတ်1ကံတရားရဲ့နံပါတ်2မိဘနှစ်ပါးအဲ့ဒါကိုကျေးဇူးဆက်ရတယ် နပတိကံတရားဆိုတာကယနေ့ကုသနာတော်ကောင်းတို့အလောင်းတရားကံကောင်းတို့လူ့ဘဝကြီးမှာလူလာဖြစ်ကြတိတ်ခံကောင်းတာပဲကံကောင်းတဲ့ဘက်ကဘုဆက်တဲ့ပို့ပြီးတော့ကံဒီကကောင်းလိုက်တာသာသနာတော်ကြီးနဲ့လည်းဂျုံတွေ့ရဘုရားမြတ်စွာသာသနာတော်ကြီးနဲ့လည်းဂျုံတွေ့ရဖရာပြာတန်ခါရဲ့နာတော်မှာကိုယ်လည်းကိုယ်ဝယ်စိတ်ကပြရ ိတ်ပြီးတော့ကံကောင်းတဲ့ပုံပုံများကိုခေါ်ရလူတော်ဖြစ်တယ်ဒါပေမဲ့မိမိတို့ကဘုရားတရားတော်ရဲ့ညာတော်မှကိုကိုယ်ပဲစိတ်ကပ်ပြီးမရဘူးဆိုရင်ဘုရားညာတော်နဲ့ပတ်သက်ပြီးတော့ကံကံတရားနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုတရားတရားတွေမရှိတဲ့အတွက်ကြောင့်ကုသိုလ်ပြုခွင့်ရမှာမဟုတ်ဘူးဒီလိုကဘာမှလူသားတွေအများကြီးရှိကြတယ်အဲ့ဒီထဲမှာဘုရားတရားတော်ရဲ့ညာတော်မှကိုကိုယ်ပဲစိတ်ကပ်ခွင့်ရတဲ့ပုဂ္ဂိုလ် ကအနေစုပဲရှိပါတယ်။ဒါမျိုးတွေကကံကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ဥစဉ်တော့ဘဝတစ်ခုကိုယဉ်ကြည့်ဖို့ဆိုတာကံတရားကအရင်ကြီးဆုံးပဲ။ဘုရားရှင်လည်းဥစဉ်တော့ကိုဖန်တီးတာတော့မဟုတ်ဘူး။ဘယ်နဲ့ဒီဝါရလည်းဥစဉ်တော့ကိုဖန်ဆင်းတာတော့မဟုတ်ဘူး။ဥစဉ်တော့ယခုလိုမျိုးလူဘဝကိုရရတယ်၊တရားတော်ကိုကိုယ်ဝယ်စိတ်ကပ်ဖျားတယ်၊ကိုယ်သူအဖို့ကိုမှန်တည်တယ်၊ဘဝကိုရောက်ပြီးအောင် ဘယ်လျားကစောင့်ရှောက်မဆာပြလိုက်လေဆိုရင်မိမိတို့ပြုတ်ခဲ့တဲ့အန္တရာကပြုတ်ခဲ့တဲ့ကံတရားတွေကမိတို့ကိုသူ့ဘဝကိုရောင်းပို့ဆောင်ပေးလိုက်တာဖြစ်ပါဒါတိကံတရားကအသေးချီစုချီမှာအဲ့ဒီကံတရားကိုလည်းဘယ်သူမှလုပ်တာလဲဆိုတော့မိမိတို့ပဲလုပ်ခဲ့တာဘုရားသခင်တို့ကြီးနဲ့ကြုံတွေ့ပင်တော်냐လည်းပင်တရိစ္ဆာန်ဖြစ်နေမယ်ဒိဋ္ဌာဘုံကိုရောင်းနေမယ် ငရေပုံကိုရောင်းနေမယ်ဆိုရင်ဥစ္စလောကတော်ကောင်းများကုသိုလ်မှန်းလည်းမသိဘူးအကုသိုလ်မှန်းလည်းမသိဘူးကုသိုလ်ပြုမှန်းလည်းမသိဘူးအကုသိုလ်ပြုအကုသိုလ်ကိုရှောင်ခြင်းမှန်းလည်းမသိဘူးအဲ့ဒီပုံဘဝတွေနဲ့ဆိုင်ရင်ဥစ္စလောကတော်ကောင်းတွေဘဝသိခံကောင်းတာပဲမနေ့မောလေးရဲ့ဆိုတာလေဘုရားရှိခိုးရတဲ့ကုသိုလ်တွေပြုရမယ်ဖျားပန်းတော့တော့ဖျားပန်းနေလည်းဖျားတော့တော့ရေကမ်းမယ်စီပြီးတော့နေကမ်းမယ် ဒါတွေကကုသိုလ်တရားတွေဒီကုသိုလ်တရားတွေကိုပြုရမယ်ဆိုတဲ့တရားတရားတွေမိမိရဲ့တန်တန်မှာအခြေခံရှိနေတဲ့အတွက်ကြောင့်အခြေခံအခြေတိုင်းမှာကုသိုလ်တရားနေတာပဲဒါယနေ့ကအဝိပိရဲ့မွေးရဘွဲကိုအကြောင်းပြုပြီးတော့ဒီတဲ့ကောင်မှာတရေကောင်းတော်မူတဲ့ဖျံမှုရှိတဲ့ဆရာတော်တက္ကရာတော်ရှင်သူမြတ်ကြီးကိုစွန်ခဲ့ဘွဲပေါ်စေချိုချင်ရတာပြပြစားရှိတည်ပြီးမိမိတို့သက်စွမ်းသမျှမွေးရဘွဲကိုမင်္ဂလာရှိစွာနဲ့ စေနပြုလို့အားထုတ်ခြင်းဟာတန်တရားကိုဦးဇေနုကျေးဇူးဆန္ဒတာပဲအဲ့ဒီကံတရားကြောင့်မိမိတို့လူဘဝမှာလူတလုံးလူတလုံးဖြစ်လာတဲ့အတွက်ကြောင့်အဲ့ဒီကံတရားကိုကျေးဇူးဆရာမှာဘယ်လိုကျေးဇူးဆရာမှာလဲဆိုတော့အတေဘဝကပါလာတဲ့ကုသိုလ်ကံစွမ်းအားကြောင့်မိမိတို့လူဘဝမှာလူသားဖြစ်နေပြီးချမ်းချမ်းသာသာဘဝကိုရည်ရည်နိုင်ပြီးအဲ့ဒီကံစွမ်းအားတွေစတဲ့တိုးပြီးတော့နောက်နောက်ဘဝတွေမှာအကျိုးတရားတွေပေးဖို့အတွက် အဲ့ဒီကံတွေကိုထပ်ထပ်ပြီးတော့ဆင်ရမယ်ထပ်ထပ်ပြီးတော့မြင့်ပြရကိုယ်တော်ကောင်းမှုတွေကိုထပ်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 ပြုပြရမှာပေါ့ဥမာဆိုကြပါစို့အိမ်တိုင်းမှာရေကန်တကန်ရေချိုးအရေဥတ်အိုးဆိုပါစို့အဲ့ဒီရေကန်ကရေတွေကိုမဖြစ်ဘဲနဲ့တောင်းလိုက်အဲ့ဒီရေကကုန်သွားမှာအချိန်ကြာရင်ကိုတော်ကိုရေတရှိတော့ဒုက္ခရောက်တော့မှာပေါ့အဲ့ဒီဖြည့်လိုက်တဲ့တောင်းလိုက်တဲ့ရေတွေ ော့ဖြည့်ပြီးရဖြည့်ပြီးမှပဲကွာလေးတန်းလေးတန်းသုံးလို့ရပရိုတိုပယ်ကစလို့ကံတရားတဘောတရားလည်းခီးတိုင်းအတိတ်ဘဝကပေါင်းလာတဲ့ကုသိုလ်ကံစွမ်းအားတွေကြောင့်ယခုမိမိတို့ပစ္စုပန်ဘဝမှာမတော်မတန်မကြောင်းမကြပဲနဲ့ဘာသာရေးအလုံးဘာသာရေးအလုံးလူမျိုးရေးအလုံးပညာရေးအလုံးစီးပွားရေးအလုံးစတဲ့လုပ်ငန်းတွေကိုဦးစီးဦးဆောင်ဆောင်ရွက်နိုင်တာအတိတ်ဘဝက အဲဒီကုသိုလ်ကံဆောင်အားဒီကိုနောက်အနာဂတ်ဘဝအတွက်လည်းပဲဒီကုသိုလ်ကံဆောင်အားဒီတိုးတစ်ထက်တိုးလာရအောင်မြားတစ်ထက်မြားလာရအောင်ကုသိုလ်ကောင်းမှုတွေကိုထပ်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 ပြုပေးရမြတ်စွာဘုရားကပုံမြင်စေပုရိသောခရီးသာခရီးနာနဲ့ပုဏ္ဏပုဏ္ဏခြေသာခြေသမီးတို့ကုသိုလ်ကောင်းမှုကိုပြုပါအဲ့ဒီကုသိုလ်ကောင်းမှုကိုလည်းထပ်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 ပြုပါတစ်ချိန်မှမလုပ်ပါနဲ့ ဥမာဆိုပါစို့ဘုရားရှိခိုးတဲ့ကုသိုလ်ကောင်းမှုတရားထိုင်တဲ့ကုသိုလ်ကောင်းမှုအဲ့ဒီကုသိုလ်ကောင်းမှုကိုဒီရက်ပြန်လုပ်ရမှာမဟုတ်ဘူးနေတိုင်းနေတိုင်းကြောရနေတိုင်းနေတိုင်းတော့မှာအဲ့ဒီကုသိုလ်ကံဆောင်အားတွေကတစ်စက်တစ်စက်မြင့်မြင့်လာပြီးတော့အကျိုးတရားကြီးကြီးမားစွာပေးလာမှာဖြစ်ပါအဲ့တော့ဒါကဥစ္စလိုကံတရားကိုကျေစုဆက်ခြင်းလို့ခေါ်ပါတယ်။အဲ့ဒီကံတရားကိုလည်းဒါဥစ္စလိုတို့တော်ကောင်းများထပ်ကထပ်ကစူးစမ်းအားထုတ်ရမယ်။သာသနာတော်ကြီးနဲ့ကြုံတွေ့မှာ ပြုလုပ်ခွင့်ရတဲ့ကုသိုလ်ကံဒီဒါနကုသိုလ်သီလကုသိုလ်သမထကုသိုလ်ဝိပဿနာကုသိုလ်အဲ့ဒီကုသိုလ်အစုံကိုဒါသာသနာတော်ကြီးနဲ့ကြုံမှပြုလုပ်ခွင့်ရတဲ့အတွက်ကြောင့်သာသနာတော်ကြီးနဲ့ကြုံလုံးဆုံတော့မှာဒါနသီလသမထဝိပဿနာကုသိုလ်ပေါင်းမှုကိုနေ့တိုင်းနေ့တိုင်းဆုံအောင်ကြိုးစားအားထုတ်ဖို့အရေးကြီးပါတယ်မလန်ပေါ်နဲ့အိယာထားတဲ့ဆိုတာနဲ့ဘုရားရှင်ဘုရားမြတ်ကြီးဟောတော်ရည်တွေတို့လည်းစွမ်းတော်တွေတို့လည်းပန်းတော်တွေတို့ ငါးပါးသီလဆောင်ထိန်လိုက်တယ်ဒါသီလကုသိုလ်ဖြစ်သွားပြီနောက်တစ်ခါဘုရားတော်တွေကိုပွားများခြင်းဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောစသည်ဖြင့်ပတိစိတ်တယ်မေတ္တာတွေပွားတယ်ဒါကမ္မထကုသိုလ်ဖြစ်သွားပြီနောက်တစ်ခါငါးမိနစ်၁၀မိနစ်လောက်တက်ပလင်ခွေပြီးတော့မိမိရဲ့ခန္ဓာကိုယ်မှာဖြစ်ပျက်နေတဲ့သဘောတရားတွေကိုဉာဏ်နဲ့စိုက်ပြီးတော့ဝိပဿနာတရားရှုမှတ်ပွားများလိုက်တယ်တနည်းငါးမိနစ်၁၀မိနစ်ပဲပွားများ နိုင်ဘွဲ့အတွင်းမှာဒါနာကုသိုလ်လည်းပြီးသွားပြီသီလကုသိုလ်လည်းပြီးသွားပြီသမထကုသိုလ်လည်းရသွားပြီဝိပဿနာကုသိုလ်လည်းပွားများသွားပြီအဲဒီကုသိုလ်ကောင်းမှုတွေကိုဒါနေ့တိုင်းနေ့တိုင်းကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်များသည်ဒါနာကုသိုလ်ရဲ့ဆွမ်းအားကြောင့်ဘဝတန္တရာတစ်လျှောက်လုံးမှာစီစဉ်ဥစ္စာချမ်းသာကြွယ်ဝချင်းအကျိုးတရားတွေကိုခံစားသွားရမယ်သီလကုသိုလ်ကောင်းမှုရဲ့ဆွမ်းအားကြောင့် ဘဝတံတားတရှောင်းတော့အနာရောဂါတွေကင်းပြီးတော့တတန်စိအောင်တတန်ကြောအောင်လည်းနေနိုင်မယ်။တမထကုသိုလ်ရဲ့ဆွမ်းအားကြောင့်ဘဝတွေကြီးချမ်းလာမယ်။ဘဝတွေကြီးချမ်းလာမယ်။အပူပင်သောကတွေပြည့်ပြောင်းလာမှာပေါ့။ဝိပဿနာရဲ့ဆွမ်းအားကြောင့်တော့ဆုံးနေပန်ချမ်းသာတိုင်အောင်ခံစားရမှာပဲ။ဒါကြောင့်ဥစဉ်တို့တော်ကောင်းများငွေတွေရောက်တိုင်းရောက်တိုင်းကိုယ်ကိုယ်ကောင်းမှုပြုခြင်းသည်နဘတိကံတရားကိုကျေးဇူးဆက်ခြင်း နောက်တစ်ခါမိဘများကိုကျေးဇူးဆက်ခြင်းဒါဥစ္စာတို့တော်ကောင်းများအထူးပြောရစရာမလိုပါဘူးမိမိတို့လည်းမိဘတွေဖြစ်လာပြီးအတွက်ကြောင့်မိဘရဲ့ကျေးဇူးတရားတာသမီးတွေရဲ့ပုံမှာဘာတော့များတယ်ဆိုတာဒါအားလုံးသိပြီးတဲ့အတိုင်းပဲမြန်မာပြည်မာတာမိတော်ဘုပ္ပါစရိယာတိဝုစရိမိဘတွေဆိုတာမြန်မာကြီးတွေပဲ ဓမ္မကြီးဤဆိုတာမေတ္တာကရုဏာမုဒိတာဥပေက္ခပြမဆိုတရားအဲ့ဒီတရားဒီပါကိုအမြဲတမ်းသက်ကံခြင်းသုံးပြီးတည်းတူပဲမိဘတွေကလည်းပဲသာသမီတွေရဲ့အပေါ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခဒီပြမဆိုတရားဒီပါကိုအမြဲတမ်းခြင်းသုံးနေကြမိမိတို့တန်တေတင်တဲ့အခြေကစပြီးတော့မိဘနှစ်ပါးတာသမီးကိုမမြင်ရသေးဘူး ။ကြောင်ချမ်းမလည်းမသိသေးဘူး၊မိန်းကလေးမလည်းမသိသေးဘူး။ပရိသတ်တွေတည်တဲ့အချိန်ကစပြီးတော့သာသမီတွေကိုဝေဖွာလာမယ်၊သာသမီတွေကိုမိသားစုပွားကြတာ။ငါတို့သာသမီကိုလက်အင်ကပြည်ပြည်စုံစုံနဲ့ဝေဖွာလာပါစေ။ခြေလက်အင်ကပြည်ပြည်စုံစုံနဲ့ဝေဖွာလာပါစေ။ချမ်းချမ်းမာမာချမ်းချမ်းသာသာနဲ့ဝေဖွာလာပါစေ။ဘယ်တီတဲ့ဟိုကမိဘတွေမိသားစုပွားနေကြတာ နောက်ဆုံးဆုံးတော့ဘုရားကောင်းများမွေးဖွားလာတော့ကိုအင်ကလက်လက္ခဏာမပြည့်စုံတော့မှမိဘတွေကသာသမီတွေကိုချစ်တော့မေတ္တာတွေရှိတော့သာသမီတွေကိုမစွန့်ရဘူးဒါမိဘတွေရဲ့တလေးထုံးစံတယ်မမွေးဖွားဖွားခင်တဲ့ကောင်မိဘတွေကသာသမီတွေရဲ့ဘုံမှာမေတ္တာတရားတွေကြီးစွာထားကြနောက်တကကရုဏာတရားသာသမီတွေမွေးဖွားလာပြီးစကားမပြောတတ်တဲ့အွယ် ွေးဆိုင်နေငုံနေတာပဲလို့ဆိုင်နေငုံနေတာပဲအခုခုဖြစ်သွားရင်ချိန်အိုက်နေငုံမှာပဲအဲ့လိုငုံနေတာကိုတွေးတော့မိဘများရဲ့နှလုံးသားထဲမှာကရုဏာပြားဘောဘောငါသားလေးငါသမီးလေးသနာစရာကောင်းလိုက်တာသူကများဖိုက်ဆံနေလို့ငုံနေတယ်လို့ဆိုင်နေလို့ငုံနေတယ်ချိန်တိုက်လို့ငုံရဲ့စပ်ပြီးဒီပါရဲ့ကရုဏာပြားဘယ်လောက်ကြီးမားတယ်ဒါမိပါရဲ့အာဟုတိတိပါပဲ နောက်တစ်ခါမိုးရီတာတရားဘုရားအရင်ရောက်လာတဲ့အခါကျတော့ပညာရှင်တဲ့ဖွေပြီးကြီးကြီးရာစီဝါရီလုပ်ငန်းတွေမှာအစီအစဉ်ဆောင်လုပ်နိုင်တဲ့အရွယ်ကြတော့သာသမီတွေကိုကြည့်ပြီးတော့မိဘတွေကတင်းရင်ရင်စိတ်ထဲမှာပီတိသောမနတ္တရဲ့မိုးရီတာတရားကိုပွားရအောင်ငါတို့ဝေမွားလိုက်တဲ့သာသမီတွေ လူသားမြောက်လို့ဘွယ်ဒီကနေရရလာပြီးစီပွားရေးလုပ်ငန်းမှာလည်းကုစည်းကုဆောင်လုပ်နိုင်လာပြီးစသည်ဖြင့်သာသမီတွေချမ်းသာမှုကိုကြည့်ပြီးတော့မိဘမှာမိဘများမှာတခါတည်းတပြုံးတပြုံးနဲ့ဝိဒိတာတရားတွေပွားနေကြတာဒါလည်းမိဘတွေပဲနောက်တစ်ကောင်ဥပိ္ပခတရားနောက်ဆုံးဒေါဂယသဘာဝအရာအိမ်တော်ယတ္တိချသွားတော့မိဘတွေရေခွေသားနေပြီးတော့ထွက်သွားတဲ့အချိန်တော်မှာ မိဘတွေကသာသမီတွေကိုမစွန့်ရဲကိုယ့်ရဲ့ရေခွေထဲမှာပဲကိုယ့်ရဲ့မိသားရေအောက်မှာပဲအားချင်တာဒါပေမဲ့လောကသဘာဝအရတဝတ်တွေဤထောင်တဲ့အတွက်ကြောင့်မစွန့်ချင်မဲ့လည်းစွန့်ရတာဒါဥပိ္ပခသဘောတရားဥပိ္ပခနှလုံးသားကိုခေါ်တာပေါ့အဲ့လိုမိသားကလုံးနာမုန်နေတာဥပိ္ပခဒီမစွန့်တရားကိုလက်ခံရှင်းသုံးပြီးတော့ မိမိတို့ရဲ့ဘဝကိုပြုစုစောင့်ရှောက်ခဲ့တဲ့မိဘတွေရဲ့ကျေးဇူးတရားဆိုတာဘလောက်ကြီးမားလဲဆိုတာဥစ္စာတော်တော်ကောင်းများအားလုံးသိပြီသားဖြစ်ပါတယ်။အဲ့ဒီမိဘတွေရဲ့ကျေးဇူးတရားကိုလည်းပဲမွေးကြီးရောက်တိုင်းရောက်တိုင်းမှာဆက်ရမိဘတွေတက်ရှိချင်းစားရှိရင်မွေးကြီးရောက်ပြီးရှေးဥစွာမိဘတွေကိုကတော်ရတယ်မိဘတွေကိုပူဇော်ရတယ်မိဘတွေကိုဥပ အမိသားတွေမရှိတော့ဘူးဆိုရင်လည်းဝင်ငွေကိုလိုကောင်းမှုတွေလုပ်လုပ်ပြီးတော့ဒီကုသိုလ်ကောင်းမှုတွေကိုအမေဘသူအဖေဘသူတို့အားအပြတ်တမ်းပေးဖို့ရပါတယ်။တာတို့အနုမောဒနာပေါ်ဆိုကြပါဆိုပြီးတော့မိဘတွေကိုအပြတ်တမ်းပေးဝင်ကြရအဲ့ဒါမိဘဂျေဇုဆက်တာပဲ။အဲ့ဒီဂျေဇုဝိညာဉ်ဆိုတော့ဘုရားကဝင်ရောက်တန်းရောက်တိုင်းမှာဂျေဇုဆက်ရမှာ။ဘုရားဝင်တဲ့ တကားတော်ဥဝိသေရဲ့ဝိနေဘွေသည်ဝိနေဆိုတာယေရှုဆက်တာပဲနံပါတ်1တန်တရားကိုယေရှုဆက်တယ်နံပါတ်2မိဘနာဘာကိုယေရှုဆက်တယ်အဲ့လိုယေရှုတရားကိုသိပြီးယေရှုဆက်တဲ့အတွက်ကြောင့်ဝိနေရှင်ဖြစ်တော်တော်တာဥဝိသေယနေ့ဒီကိုချိန်မှာမစာရေးပြန်ရန်ခေကိုစိတ်နဲ့ပြချမ်းမှာချမ်းသာခြင်းနဲ့ပြေဆုံးပါစေ။လောကီအကျိုးစီးပွားလုံးဝတရားအကျိုးစီးပွားများနဲ့တနည်းတခြားကိုပွားအောင်ကြို ဧကံမုတ်တာခံစားဆန်းစားနိုင်သောပုရောဟိတ်ပုဂ္ဂိုလ်ဖြစ်ပါစေလို့ဆန္ဒပြုရင်းနဲ့ဒီဒကာတော်ဒေါက်တာဦးမင်းကြီးဝင်းလေးပွဲကိုအကြောင်းပြုပြီးတော့ဒီလိုသမားဒါနသီလသမထဝိပဿနာပုဂ္ဂိုလ်ကောင်းမှုတွေကိုမိမိတို့နဲ့ထပ်တူဘယ်တော်ဝိနည်းတွေနဲ့ရကြပါစေလို့မေတ္တာပွားတော်အပြည့်အမြဲတမ်းပြုဝင်ကြရအောင် ဒီစက်အင်္ဂါအာလုံးတိုင်းဆိုလိုက်ကြပါအရှင်မြတ်တို့ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းယတနာမြတ်၃ပါးတို့ဤကုန်ကြည်စုကို၎င်းယုံကြည်ပါပြီဖြစ်၍ယနေ့ယခုမွေးရှင်ဖြစ်တော် တပည့်တကြောမွေးနေ့အစိုးတော်ကိုအကြောင်းပြု၍ဤတက ဝပိဋကံဃာရောအရှင်မြတ်တို့အားသင်္ကန်းအစရှိသောပစ္စည်းဝတ္ထုအဆုံးစုံတို့ကိုလွတ်တန်ရသော ေစေကွာ၍ဘဝထန်တာကျန်ကျန်မာမာချမ်းချမ်းသာသာရွှေဆောင်နိုင်ခြင်းနိဗ္ဗာန် တဏိတချာတူပွားပြည်စုံရပါလို့ဤအရှင်မြတ်တို့ဖရာယနေ့ယခုဝိနည်းကောင်းမှုအကြောင်း Yeah, او Jose de Mamba.